အရှင်ဂိန်းဂိန်းကအတိုက်အခိုက်ကွန်ဘတ်ပိုင်းကောင်းပြီးတော့အားရပြီဆိုရင်ဆော့ရတာတော်တော်နဲ့မယိုးတော့ဘူးဗျ။ကွန်ဘတ်ကောင်းတစ်ခုက difficulty ခက်ခဲတဲ့ဂိန်းတွေကိုတောင်ထက်ကထက်ကဆော့လို့ကောင်းလုံပေးနိုင်ပါတယ်။အဲဒါကြောင့်ဒီဗီဒီယိုမှာကွန်ဘတ်အားရတဲ့ offline game ၄ game ကိုပြောပြခြင်းပါတယ်ဗျ။ တော့ကတော့အပေါ်စီးက top down view နဲ့အရှင်တပန်းချမျိုးစားပါအဲ့လို style ကိုစိတ်မဝင်စားလို့ဆိုပြီးမစောကြည့်ရင်တကယ်မှားသွားမယ် game မျိုးလို့ပြောချင်ပါတယ်ဒီ game ရဲ့ story မှာ player ကတင်မင်းနေရဲ့အဖွဲ့အစည်းကဝန်ထမ်းတယောက်နေရာကနေပတ်တန်းစီတဲ့ဝင်းကြီးတွေကိုလိုက်နှုတ်ပေးရတာပါထူးခြားတာကတင်မင်းနေအခုကြီးကန်းနေကြီးပဲဒီကြီးကန်းတွေကသူတို့ရဲ့လောကမှာအသက်မကြီးနိုင်ပေမဲ့တက်ရှိလောကကိုရောက်နေရင်တာမန်တက်ရှိတွေလိုပဲအသက်ကြီးပြီးတည်သွားပါလိမ့်မယ်ဟိုတောင်ဝန်ကြထားတဲ့ဝင်းကြီးတွေကိုနှုတ်နိုင်ပါလေကို့လောကကိုပြန်ဝင်ရှိတာပါအဲ့မှာ main character ကြီးကန်းကသူနှုတ်ရမယ်ဝင်း နီခိုးခံလိုက်ရတော့ပြန်လိုက်ရှာတာကနေသူ့ရဲ့စူသားကန်စားတော့တာပါဂိမ်းရဲ့စတိုင်ကအရင်ကဇယ်တာဂိမ်းတွေရဲ့စတိုင်ကိုယူထားပါတယ်ဇယ်တာဂိမ်းတွေက 3D ခေတ်မှာနောက်ကျောဘက်ကတပ်ပါဆန် view ကိုစားသုံးလာပြီမဲ့ classic top down view ကိုလည်းမပဲပဲအခုဒီ S တိုင်နဲ့ဇယ်တာဂိမ်းတွေဆက်ထုတ်နေတော့မယ် Death Dog ကလည်းအဲ့လိုပုံစံကိုပဲယူထားပါတယ် ားလေးနဲ့ခုတ်ရတာရိုးရှင်းသလောက်အားရပြီးတော့မြားတို့ဘာလို့အဝေးပြေးလက်နက်တွေနဲ့ magic spell သုံးလို့ရတာတွေအမြဲချုံးပြေးနေရပြီးတော့အိုးတွေခွဲရတာတွေလမ်းပွင့်အောင်ပဇယ်တွေစဉ်းစားပြီးဖြည့်ရှင်းရတာတွေဂိမ်း level တစ်ခုမှာအပြင်နေရာကနေဒန်ဂျွန်နဲ့ဝင်ပြီးဝင်ကဘာလိုအခန်းနေနဲ့တိုင်ပတ်ပြီးခေါင်းစားပြီးမှ boss နဲ့ရင်ဆိုင်ရတာတွေအဲ့ဒါတွေအကုန် Zelda ဂိမ်းတွေရဲ့လက္ခဏာတွေပါပဲမှန်မှန်ရရဖြစ်မယ်နောက်ခံ music ကောင်းကောင်းနေပါလာခြင်းလည်းတူပါလေမတူတာဆိုလို့မျက်မခုတ်ရတာပဲရှိတယ် graphic style ကလည်းရိုးရိုးရှင်းရှင်းလေးနဲ့အသက်ပါအောင်လုပ်ထားတယ်ဒါပေမဲ့ကွန်ပတ်ပိုင်းမှာတော့ PC လေးဆော င်နေလို့မရဘူး dark source gain နေလို့ scale တကယ်လို့တဲ့ difficulty နဲ့ source light လို့ခေါ်တဲ့အမျိုးအစားတွေပါပါတယ်ဗတရားခန့်နေတာမဟုတ်ပေမဲ့လွယ်လဲမလွယ်ဘူး boss တွေနဲ့တွေ့ရင်အဲ့ဒါတိသားလာပါလိမ့်မယ်သူတို့တိုက်ခိုက်တဲ့ pattern တွေကိုတော်တော်အာရုံစိုက်ပြီးတော့ရှောင်းရင်းနဲ့ဟာကွဲလိုက်ရှာပြီးချနိုင်မှုလို့ပါတယ်ဒီ game မှာကျွန်တော်စိတ်တိုင်းမကြတာတခုကတော့ controller support မပါတာပဲဒီလို combat ပုံစံက controller နဲ့ဆိုရင်စောရတာတော်တော်အားရမှာဗျ iMac test နဲ့လည်းအစင်တော့ပြေပါတယ် mobile မှာရောက်လာတဲ့ console game တခုမလို့ premium နဲ့ premium game ဖြစ်နေတော့ကျွန်တော်တို့ရဲ့ hello website မှာတင်ပေးထားပါမယ်အခုက စပြီး game link တွေကို page မှာတင်လို့မဖြစ်တော့လို့ website မှာပဲရှာကြည့်ပြီးပို့တောင်းဆိုပါတယ်ဗျာ ဂိမ်းအကြောင်းမပြောခင်ဒီဂိမ်းရဲ့အမျိုးအစား roguelike နဲ့ metroidvania ရဲ့အကြောင်းကိုမရင်းနှီးသေးတဲ့သူတွေအတွက်ရှင်းပြခြင်းနဲ့ဗျ roguelike ဆိုတာကတေတာနဲ့အစကိုပြန်ရောက်တဲ့ permadeath style နဲ့ဂိမ်းတွေကိုပြောတာပါပိုးအရင်တုန်းကတော့ဂိမ်းတိုင်းကအဲ့လိုပုံစံပဲမြင်အခုခေတ်မှာတော့ save လုပ်တာတွေ checkpoint စနစ်တွေနဲ့ဂိမ်း over ဖြစ်ရင်အစကိုပြန်မြောက်တော့လို့တမင်တကာအစကိုပြန်ရောက်အောင်ရထားသမျှ item တွေ upgrade တွေအကုန်လက်လို့ရအောင်လုပ်ထားတဲ့ဂိမ်းတွေကို roguelike လို့ခေါ်လာပါတယ် ီးတော့ ANIAS ခေတုံးကထွက်ခဲ့တဲ့ Matrix ဆိုတဲ့ဂိမ်းတစ်ဂိမ်းကဂိမ်းအစကနေနောက်ဆုံး Boss နေရာအထိကိုလမ်းပွင့်အောင် လုပ်နိုင်သေးပြီးဘယ်ညာအပေါ်အောက်အကုန်ကြိုက်တယ်လို့သွားလို့ရအောင်လုပ်ပြခဲ့တယ်။အခေကဂိမ်းတော်တော်များများကစိတ်ကြိုက်သွားဖို့တောင်မပြောနဲ့။နောက်ပြန်လှည့်လို့တောင်မရတာတွေများတော့ဒီလို level အစအဆုံးချိတ်ဆက်နေအောင်လုပ်နိုင်တဲ့ Matrix ကစံပြဂိမ်းတစ်ဂိမ်းဖြစ်လာခဲ့တယ်။ PS1 ခေတ်ကိုရောက်လာတော့ Castlevania Symphony of the Night ဆိုတဲ့ဂိမ်းကလည်း Matrix ဂိမ်းရဲ့ mechanic ကိုသုံးပြီးတော့ဂိမ်းဒီဇိုင်းပိုပြောင်မြောက်အောင်ဖန်တီးနိုင်ခဲ့လို့ဂိမ်းမာတွေတော်တော်များများကကမ္ဘာအကောင်ဆုံးဂိမ်းတွေထဲကတကယ်လို့တတ် မှတ်ကြပြီးတော့အဲ့လိုဂိမ်းဒီဇိုင်းမျိုးကို Metroid နဲ့ Castlevania နာမည်နှုတ်ပေါင်းပြီး Metroidvania လို့ခေါ်လာကြတာပါအခု Dead Cells မှာလည်းအဲ့လိုလမ်းနဲ့အစအဆုံးချိတ်ဆက်နေပြီးတော့ Roguelike မျိုးစားလည်းဖြစ်ပါတယ်ပြီးတော့ Roguelike အမျိုးစားမှာတေးပြီးအစကပြန်ဆော့ရတိုင်းရိုးမသွားအောင်လို့ level ပုံစံတွေကိုအမြဲ random ပြောင်းနေအောင်လုပ်ထားပါတယ်အဲ့ဒါကြောင့်ပြန်ဆော့ရတဲ့အတွေ့အကြုံတိုင်းကမတူပဲအစ်စ်ဖြစ်နေမှာမို့လို့တင်းရင်အစကိုပြန်ရောက်တဲ့ဂိမ်းဆိုပြီးမရှောင်သင့်ဘူးလို့ပြောချင်ပါတယ်တော်တော်ကြည့်လို့လာတဲ့ pixel graphics တိုင်းနဲ့ combat ဘိုင်းမှာလည်းတကယ်စမှုဖြစ်ပြီးတွက်လန့်နေပြီးတော့အရသာရှိတယ်ပယ်ရီလုံးတဲ့ရင်ပို့တော့ အားရစရာကောင်းပါပါ။ enemy ကတိုက်ခိုက်တဲ့အချိန်ဒိုင်မင်အတိအကျရှီးကိုနှိမ့်လိုက်ရင် berry ဖြစ်သွားပြီးတော့ damage မထိပါဘူး။ rogue like mode လို့လက်နက်တွေ item တွေကပုံသေးမရှိဘဲနဲ့အစ်စ်တွေအများရနေမှာပါ။ test net ဆိုရင် cloud တွေနှိမ့်ရတာကတိကသက်ဖြစ်တယ်လို့ controller ရှိရင်ချိန်ဆဖို့ပြောချင်ပါတယ်ဗျ။ကိုဆိုးဘော်ကနေရောက်လာတဲ့ premium game တွေလည်းဖြစ်ပါတယ်။ Hollow Knight ကိုအပေါ်ရန်ကြည့်ရင် 2D graphic နဲ့ဆိုတော့မစော်ဘူးသေးရင်ဒီဂိမ်းအကြောင်းမသိရင်ထင်သေးမိနိုင်တယ်ဗျ။ဒါပေမဲ့ကိုယ်တိုင်စဆော့လိုက်တာနဲ့ဂိမ်းရဲ့ animation နဲ့နောက်ခံပတ်ဝန်းကျင်တွေဘလောက်အသက်ဝင်နေပြီးလက်ရမြောက်လဲဆိုတာတွေ့ရပါလိမ့်မယ်။ Art style ကလည်း cartoon ဆန်ဆန်အလေးနဲ့မဟုတ်တလို့လို့နဲ့ character တွေကိုအိုးကောင်လေးတွေလှူထားပြီးတော့ဒီဂိမ်းဘလောက်ကြမ်းမယ်ဆိုတာမထင်အောင်ဟန်ဆောင်ထားတာပါ။ 2D Dark Souls လို့ပြောကြတာအလကားမဟုတ်ပါဘူး။တကယ်ကို scale ဦးစားပေးပြီးတော့ boss တွေနဲ့ fight လှလှပပကြီးအကွက်ပေါင်းစုံပြခံရမယ်။ Souls like အမျိုးအစားပါ။ဒါပေမဲ့ကို scale ကို ့သွေးပြီးပါနေတဲ့ boss တွေကိုစူးစမ်းပြီးနိုင်ယူရတာဘလောက်ရတာရှိလဲစောကြီးမှသိပါလိမ့်မယ်ဗျ Dark Souls game နေစီက difficulty ကိုပဲဥပမာယူထားတော့မဟုတ်ပါဘူးဇလန်းစိုက်ရင်ကျယ်ပြန့်တဲ့ story ကြီးကိုပေါ်နေပြမထားပါနဲ့စာတွေလိုက်ဖက်ပြီးကိုယ်တိုင်အဖြေရှာမှသိရမယ့်ပုံစံနဲ့ဘာ story မှမသိလဲ gameplay ဘိုင်းကိုလုံးဝမထီးခိုင်အောင် Dark Souls game နေလိုပဲပညာသားပါပါလုပ်ထားပါတယ်နောက်ခံ music တွေကလည်းတကယ်ကိုအမှုပညာဆန်ပြီးတော့ game ရဲ့ကမ္ဘာအသက်ဝင်နေအောင် boss fight တွေကို epic ဖြစ်အောင်အားပြေးပေးထားပါတယ်ခလုံးနှိပ်လိုက်တိုင်းလှုပ်ရှားမှုတွေဓာတ်ခုံချက်တွေတွက်လက်နေပြီးတော့ တော်တော်ကြီးအားရစရာကောင်းပါတယ်။ That says လို့မထွိုက်ဗီနီးယားမျိုးစားမှုလို့ဂိန်းတွေကကဘာကိုစိုက်တယ်လို့သွားလို့လည်းရတယ်။ဒါပေမဲ့ road climb မဟုတ်တော့တင်းရင်အဆောက်ကိုပြန်မြောက်ပါဘူး။ဒီဂိန်းကလည်းကွန်ဆိုးပေါ်ကဂိန်းကို Android ပေါ်ပြောင်းပေးထားတာပါ။ဒါပေမဲ့ official မဟုတ်ပဲနဲ့ fan တယောက်ကလုပ်ပေးထားတဲ့ပုံမှုလို့ mobile ပေါ်မှာ official ဝင်ဆော့ခြင်းတဲ့သူတွေအတွက်တော့စိတ်မကောင်းပါဘူးဗျ။ free ပဲ download ရပါတယ်။ test နဲ့ရအောင်လုပ်ပေးထားပြီးတော့ controller ချိတ်ဆော့လို့လည်းရတယ်။ test နဲ့ပဲဆော့ရင်လည်းနှိပ်ရတာမဆိုးပေမဲ့ controller နဲ့ကတော့အကောင်းဆုံးပါပဲ။ Hollow Knight ဆိုတာ version အမြင် 3D console ဂိန်းကြီးတွေနဲ့တန်းတူရက် တည်နိုင်ုံနဲ့မကောက်ရင်ね game တွေကအကောင်းဆုံး game တွေတဲ့ကတခုအဖြစ်သတ်မှတ်ထားပြီးတော့ video game သမိုင်းမှာ classic game game အနေနဲ့ကြံခဲ့မဲ့ game မျိုးပါအခုလဲနောက်ဆက်ထွက်မဲ့ Hollow Knight 6 song ကို game တွေမဆောက်နိုင်ဖြစ်နေကြပါတယ်အဲဒါကြောင့် Hollow Knight ကခက်ခဲတဲ့ game ဖြစ်နေလို့ duty ဖြစ်နေလို့ဆိုပြီးဖယ်မထားသင့်ပါဘူးဆိုကြည့်ရင်လုံးဝနောင်နာမြဘူးလို့အာမခံပါတယ်ဗျဒီလိုဂိမ်းမျိုးတွေမှာ Dark Souls ရဲ့အငွေ့အသက်တွေနဲ့လွတ်တဲ့ဂိမ်းဆိုတာရှားပါတယ်။ Blasphemous ကလည်းအဲ့လို game game ပဲ ညှော်လင့်ချက်မဲ့ပြီးဝေဒနာတွေနာကျင်မှုတွေနဲ့ပြည့်နှက်နေတဲ့ Dark Souls လိုကဘာကြီးတစ်ခုကို Super Nintendo ခေတ်က Graphic လို style နဲ့လှလဲလှရဲလဲရက်ဆက်တဲ့ပုံလေးတွေကိုအနုစိတ်ကြကြနဲ့ပကြီကားတစ်ချက်လိုခံစားလို့ရအောင်ပုံဖော်ထားပါတယ် Hollow Knight နဲ့ Death Cells တို့လို Metroidvania အမျိုးအစားကိုပဲ Roguelike တော့မဟုတ်လို့တည်ရင်အစားကိုပြန်မြောက်ပြီးမယ်ပထမဆုံး Tutorial အနေနဲ့ရင်ဆိုင်ရမယ့် Boss ကြီးကိုတွေ့တာနဲ့ Player ကိုမညာမဲ့ဂိမ်းဆိုတာသိရပါလိမ့်မယ်ဒါပေမဲ့ကို Scale တက်လာလေးဆော့ရတာအရသာရှိလေဖြစ်မှာပါအတိုက်ခိုက်ကွန်ဘတ်ပိုင်းမှာ Dark Souls ဂိမ်းနေထက်တောင်ရက်ဆက်ကြမ်းကြုတ် ဲ့ visual တွေကိုဥဒီပစံနဲ့မြင်သာအောင်ထိရောက်အောင်ပြထားနိုင်တယ်။ Dances လို့မြန်နေတဲ့ကွန်ပတ်မဟုတ်ပဲနဲ့ခက်ခက်ခဲခဲတိုက်ခိုက်နေရတယ်လို့ပုံစံနဲ့မူ timing ကိုက်ဖို့နဲ့ parry ဖို့တော်တော်အရေးပါလာပါတယ်။ Source like game PP story မသိလဲဂိမ်းရတာမဖြစ်ပါဘူး။သိချင်ကိုယ်တိုင်အဖြေရှာရတဲ့ story နဲ့ဘက်ပေါင်းဆောင်ကနင်းချေခံရမဲ့ကဘာကြီးမှာအသက်ရှင်မှုရှေ့ဆက်ဖို့ဓာကျင်မှုတွေနဲ့တသားလေးဖြစ်တဲ့အထိရုန်းကန်ပြီးတော့ထက်ခတ်တက်ကပြန်ထဖို့သင်ခန်းစာပေးမယ်ဂိမ်းတစ်ခုပါပဲ။ ုံဆိုးဒီပုံမှာတော့ Blast Famous 2အထိပါထွက်ပြီးပါပြီအဲ့ဒီနံပါတ်2ကမိုဘိုင်းပေါ်လာဖို့တော့စောင့်ရပါအောင်ပဲဒါကတော့ကွန်ပတ်အသားပေးစကေးအသားပေးပြီးတော့ offline နဲ့တကယ်လုံးအဝါဆော့လို့ရမယ်ဂိမ်းကြီးပါပဲ masterpiece ဆိုတာတဲ့မရောတဲ့ဂိမ်းတွေပါဒီဂိမ်းတွေထဲမှာဆော့ပြီးသားဂိမ်းတွေပါလာဗျဘယ်တစ်ခုကိုအကြိုက်ဆုံးလဲအခြားဘယ်ဂိမ်းတွေညှိုးကြင်သေးလဲပြောပြပါအောင်ကျွန်တော် PD ပါအချိန်ပေးတာကျေးဇူးတင်ပါတယ်